အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီဗီဒီယိုမှာတော့ global and local ဆိုတဲ့ variable pair ဥစ္စာနဲ့ပတ်သက်ပြီးကျွန်တော်ရှင်းပြလိုက်ပါမယ် global local ဆိုတာဘာပြောတာလဲဆိုလို့ရှိရင်ကျွန်တော်ဒီထဲမှာ in nan ဆိုပြီးကျွန်တော်ပြလိုက်မယ် equal to tan ဆိုပြီးကျွန်တော်ပြလိုက်လို့ရှိရင်အဲ့ဒါ local variable ပြတယ်ဆိုပြီးပြောတာအဲ့ဒါဘယ်ဥစ္စာပြောပြဖြစ်တယ်ဆိုလို့ရှိရင် main function တစ်ခုထဲမှာပဲသုံးလို့ရတယ်တခြား function တွေမှာသုံးခွင့်မရှိဘူးအဲ့တော့ကျွန်တော်တို့ဒီတခြား function တွေမှာလည်းသုံးချင်တယ်ဆိုလို့ရှိရင်ကျွန်တော် local global variable တစ်ခုပြရမယ်အဲ့တော့ဘယ်လိုပြလဲဆိုလို့ရှိရင် ဘယ်ဥစ္စာမှာဘယ် function နဲ့မှမဟုတ်ပဲနဲ့အပြင်မှာတည်တယ်ရေးတော့လို့ပြောတာဥပမာဆိုလို့ရှိရင်ကျွန်တော်အဲ man oh sorry number ဆိုပြီးကျွန်တော်ပြီးလိုက် number equal to 100ဆိုပြီးကျွန်တော်ပြီးလိုက်လို့ရှိရင်ကျွန်တော်အခုအထဲထဲမှာဒီထဲမှာရေးတာမဟုတ်ဘူးနဲ့ကျွန်တော်ခု print f ကိုထုတ်ကြည့်ကြည့်မယ် percent d ပြောရလို့ရှိရင် number ဆိုပြီးကျွန်တော်ရေးမယ်အခု run လိုက်လို့ရှိရင်ကျွန်တော်မြင်ရမယ်ဆိုတာ100ဆိုပြီးတော့မြင်ရမယ်100ဆိုပြီးမြင်ရလိမ့်မယ် ော့နောက်တစ်ခုက function တစ်ခုဆိုမစိ why function နဲ့အဲ new one ဆိုပြီးတော့လဲကျွန်တော် function တစ်ခုပြင်မယ်ပြီးတော့လို့ရှိရင်ကျွန်တော် print f လောက်ပို့လုပ်မယ် percent d comma ပို့လို့ရှိရင် member ပြီးတော့ကျွန်တော်ထုတ်မယ်မြန်မာဆိုရင်ကျွန်တော်ထုတ်မယ်ထုတ်ပွားရင်ဘာမှ return လိုက်တော့ကျွန်တော်မထားတော့ဘူးမထားတော့ဘူးဒီမှာပဲလှမ်းခေါ်လိုက်မယ်ဟောဒီတော့ online ဆင်းလာမယ် same way ကျွန်တော်အာ new one ဟုတ်ပြီကျွန်တော်အခု run ကြည့်ကြည့်မယ်100 100ဆိုပြီးပေါ်လိုက်မယ်ဒီနေ့တိုင်းပါပဲ100 100ဆိုပြီးပေါ်ရအောင်100 100ဆိုပြီးတော့ကျွန်တော်အခုဒီ function ထဲမှာကျွန်တော် int မှာပေးရတဲ့ main main မှာပေးရတဲ့ဥစ္စာကိုနှမ်းခေါ်မယ် name ပြီးပြီးဥစ္စာကိုကျွန်တော်ခေါ်မယ် call လို့ရရမလားဆိုတာကြည့်ကြည့်မယ်ဟုတ်ပြီကျွန်တော်အခု run ကြည့်ကြည့်မယ်100 100ဆိုပြီးပေါ်လိုက်မယ်ဒီနေ့တိုင်းပါပဲ100 100ဆိုပြီးတော့ကျွန်တော်အခုဒီ function ထဲမှာကျွန်တော် int မှာပေးရတဲ့ main main မှာပေးရတဲ့ဥစ္စာကိုနှမ်းခေါ်မယ် name ပြီးပြီးဥစ္စာကိုကျွန်တော်ခေါ်မယ် call လို့ရရမလားဆိုတာကြည့်ကြည့်မယ် မရတော့အဲ့ဒါဖြစ်တယ်ဘာဘာဖြစ်ဘာကြောင့်လဲဆိုလို့ရှိရင်သူကလည်းပြောမယ်ဒီမင်းဒီမှာပေးရတဲ့ဥစ္စာဒါပထမဆုံးသုံးတဲ့ဥစ္စာတစ်ခုဖြစ်တယ်ဒီ베리ပဲကမင်းပေးရတာလုံးဝမရှိဘူးမင်းဒီဥစ္စာကိုသုံးနေပထမဆုံးအကျင့်ဖြစ်တယ်ဆိုရင်ကျွန်တော်ပြောလိမ့်မယ်ဘာကြောင့်လဲဆိုလို့ရှိရင်သူ့ရဲ့အထဲမှာမရှိဘူးဘာ베리မှာလည်းကျွန်တော်ဒီနန်ဆွဲဥစ္စာ베리မှာလည်းသုံးခွင့်ရှိလို့ဆိုရင် main function တခုထဲမှာပဲသုံးခွင့်ရှိရတခြား function မှာသုံးခွင့်လုံးဝမရှိဘူးအဲ့တော့တခြား function မှာကျွန်တော်နှိုင်းယူသုံးမယ်ဆိုလို့ရှိရင်ယူသုံးခွင့်မရှိဘူးအဲ့တော့ကျွန်တော်တခုခုလုပ်တော့ဥပမာဆိုလို့ရှိရင် find တခုလုပ်မယ် find ရထားတယ် မြန်မာရေးတော့ count ရည်သွန်းနေအောင်စာတခုလုပ်တယ်အဲ့ခါကျ main function မှာလည်းတော့မယ်တခြား function မှာလည်းတော့မယ်ခါကြလို့ရှိရင်ကျွန်တော်တို့အဲ့လိုမျိုးဆိုကြလို့ရှိရင် global function ပေးရမယ်ဥပမာဆိုရင်ကျွန်တော် structure ပဲတုံးတော့ဆိုလို့ရှိရင် structure ကိုကြလို့ရှိရင်ဒီ main function တွေမှာလည်းတခုတည်းတော့တုံးမဟုတ်ဘူးတခြား function တွေမှာလည်းတုံးတယ်ဆိုလို့ရှိရင်ကျွန်တော်တို့အဲ့ဒါကို global function နဲ့ global variable ပေးရလိမ့်မယ်အဲ့တော့ကျွန်တော်အခုဒီဥစားကို flow တွေလည်းနားလည်အောင်မလား flow နဲ့ in ပါတယ်အတူတူပဲဆိုတော့ကျွန်တော်ထပ်မရှင်းပြတော့ဘူးခု character ဆိုပြီးကျွန်တော်ထားမယ် name ဆိုပြီးကျွန်တော်ထားကြည့်မယ် name ဆိုပြီး100 20ဆိုပြီးကျွန်တော်ထားလိုက်မယ် equal to main လို့ဆိုပြီးကျွန်တော်ရေးမယ်ဒီဥစ္စာဒီအပြင်မှာရေးတာဆိုပြီးတော့ဘာမှထူးထူးခြားခြားရှိအောင်မို့ကျွန်တော်ဒီထဲမှာဘယ်လိုရေးလဲရေးတဲ့အတိုင်းပဲကျွန်တော်ရေးရေးပွားလို့ရှိရင်ကျွန်တော်လိုချင်တဲ့နေရာမှာသုံးသုံးပွားလို့ရှိရင်ထားလိုက်ဒါလည်းပြီးသွားကိစ္စမရှိဘူးအဲ့လိုပုံစံမျိုးပဲဟုတ်ပြီကျွန်တော်အခုဒီနေရာမှာဘာလုပ်မလဲဆိုရင် print up လို့ထပ်ပြီးတော့ထုတ်မယ် passa s passa s ဆိုပြီးတော့ဒီနေရာဘာရေးရမလဲဆိုလို့ရှိရင် number ဆိုရင်အဲ number မဟုတ် name ဆိုပြီးကျွန်တော်ရေးရမယ်ခုကျွန်တော် run ကြည့်ကြည့်မယ်ကျွန်တော်ဒီမှာအခုဆိုလို့ရှိရင်ကျွန်တော် number ဆိုရေးဖို့လုပ်လို့ရှိရင်သူ number ဆိုပြီးပေါ်လာဟုတ်မလားဒါပေမဲ့ကျွန်တော် name ဆိုပြီးရေးဖို့ကြိုးစားလို့ရှိရင်ပေါ်လာမှာမဟုတ်ဘာကြောင့်လဲဆိုတော့ဒီအဥစ္စာ main function မှာသုံးရအောင်ဆောင်ရအောင်ဟုတ်တယ်မလား အခုကျွန်တော် number 3ကျွန်တော်ယူမယ်ဟုတ်ပြီကျွန်တော် range ကြည့်မယ် main range ဆိုပြီးပေါ်တယ်ဒါပေမဲ့အဲကျွန်တော်ဒီဥစ္စာကိုထားလိုက်ပါဒါကိုထပ်ပြီးကျွန်တော် run မယ်ဒီထဲမှာထည့်မယ်တော်ရင်ဒီမှာ100 mm 100 mm ပြီးပေါ်လာဆက်တယ်မလားကျွန်တော်ဒီဥစ္စာကိုဒီထဲမှာထည့်လိုက်မယ် ထဲလိုက်လို့ရှိရင်ဒီမှာ run ကြည့်လို့ရှိရင်အောက်ခေါက်ဆောင်မှာပြဿနာဖြစ်လိမ့်မယ်။မြင်းနဲ့တိုင်းမှာ run လို့မရဘူး။ဘာကြောင့်လဲဆိုတော့သူ့ရှိမှမရှိဘူးဆိုပြီးပေါ့လေ။အဲ့တော့ကျွန်တော်လုံးမယ်ဆိုလို့ရှိရင်ကိုက main function တခုတည်းသာအတွက်သုံးဖို့ variable ပေးမယ်ဆိုလို့ရှိရင် main ထဲမှာပဲရေးဒါမှမဟုတ်လို့အဲဒါမှမဟုတ်လို့ရှိရင်ကိုကအကုန်လုံးသာတခြား function တွေမှာထပ်သုံးမယ်ဆိုလို့ရှိရင်တခြား function တွေတော့ပါပါလေဆိုလို့ရှိရင် global function ပေးဖို့လိုပါတယ်။ဒီဥစ္စာ global နဲ့ local နဲ့ပတ်သက်တဲ့ဥစ္စာပါ global နဲ့ local နဲ့ဥစ္စာလုံးဝအရေးကြီးတဲ့ဥစ္စာတစ်ခုပြလိုက်အားကြောင့်မလို့ အလားတကျကလည်းရှိတာလည်းမဟုတ်ပါဘူးဒီအပြင်လေးကရေးလိုက်တာပဲရှိတာဆိုတော့နားလည်လိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်ဒီဗီဒီယိုဒီမှာပဲရက်လိုက်ပါမယ်နောက်ထပ်ဗီဒီယိုမှာကျွန်တော်နောက်ထပ်အကြောင်းအရာတစ်ခုလည်းကျွန်တော်ထပ်ရှင်းပြပေးပါမယ်ကျေးဇူးများရှိတင်ပါတယ်